သူမတန်ဆွမ်းနေလည်းဒါမရှောင်လို့မရဘူးပေါ့ဒီလိုခိုးရလူတဲ့လူတော်မှတက်တယ်ဆိုမှတော့ငါတို့လည်းဒါအတန်ကြားတယ်ဆိုရင်ကျွန်တော်တို့ရှောင်ရတာပဲလေမတန်ဆွမ်းဆိုတော့အဲ့ကောသင်ရင်းရှောင်တောင်မွေးနေသွားတာလေသူများတွေကလည်းပြေးရပြေးရဆိုကိုရီးယားရေးလဲသေးသေးနေလို့လည်းမကန့်နော်ကိုကိုလည်းသူတို့ရှောင်တယ်လို့ရှောင်ရတာပဲလေကျုံကအဲ့လိုပေါ့စိုင်းကြီးလေးတွေနဲ့လိုက်ပြီးရှောင်ရတာပေါ့နော် ဒါကတော့စကိုင်းတိုင်းစနေကြီးမြို့နယ်တွေမှာစစ်တပ်ကစစ်ကြောင်းထိုးပြီးနေအိမ်တွေမင်းရှုခံရလို့သူကိုယ်တိုင်းနေရဲစွန့်ခေါ်ထွက်ပြေးတိမ်းရှောင်ခရတော့ကိုကိုဆိုင်ကပြောပြနေတာပါ ကိုဆိုင်ဟာလက်ရှိမှာအသက်40ကျော်အရွယ်ရှိနေပြီးအသက်20နှစ်အရွယ်ကလေးကမတော်တဆမှုတစ်ခုကြောင့်မတန်ဆုံဖြစ်ခဲ့ရသူပါ နိုင်ငံအနှက်အစစ်ရဲ့ပဋိပက္ခပြင်းထန်နေတဲ့မြန်မာနိုင်ငံမှာအခုလိုတောတောင်တွေတဲ့ဖြစ်လို့ထွက်ပြေးတိမ်းရှောင်နေရတာဟာတာမန်လူတွေအတွက်တောင်မှမလွယ်ကူလာပါဘူးအဲ့ဒီတည်းမှာကိုလည်းအင်္ကာမတန်ဆုံးဖြစ်နေတဲ့ကိုဆိုင်တယောက်အတွက်ကတော့အသက်ရှင်တန်ရဲ့အတွက်တနည်းအားကနေတနည်းအားကို ပြောင်းရွှေ့နေရတာက ပုံမခက်ခဲပါတယ်တကယ်ကတော့အခုပြောတဲ့တော်ရည်တဲ့တောင်တွေတဲ့ရှောင်းလာဆိုတော့ကြအသက်ကအများကြီးဖြစ်ခဲ့ရတာပေါ့နော်ဒါအဲ့ဒါမျိုးပဲဘဝကို ချက်မဲလို့ပါတို့ဒါမကားတဲ့နတ်တွေလည်းအများကြီးကြုံခဲ့ရတယ်ပေါ့ဗျာရေတို့ပါတို့ဆိုရင်နတ်ပြက်လို့အဲ့လောက်အထိကျွန်တော်ကြုံခဲ့ရတာပေါ့နော်အဲ့ဒီလိုထွက်ပြေးလို့သူလွတ်မြောက်ခဲ့ပေမဲ့စစ်တပ်ကရော်မင်းရှို့တဲ့အထဲမှာသူတို့မိသားစုနဲ့အိမ်လေးပါတော်ခဲ့ပါတယ်။လက်ရှိမှာတော့မိမလောက်ပဲကြံ့နေခဲ့တဲ့ခြံတင်းကနော်တင်းကုတ်အထဲမှာပဲယာယီမိုးကတေးလေးတဲ့မိုးကအမိုးအကာမလုံးပဲဖြစ်တလို့ပဲနေထိုင်နေကြရပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံအနှက်အစစ်ရဲ့ပဋိပက္ခဇုံတွေမှာစစ်တပ်ရဲ့အကြမ်းဖက်တဲ့တပ်ဖြတ်မှုတွေလက်နက်ကြီးတွေမိုင်းတွေကြောင့်ကိုလက်အင်ကာမတန်ဆွန်းသူတွေဟာလည်းတစ်နှစ်ထက်တစ်နှစ်ပုံမများပြလာနေပါတယ်။ကုလသမဂ္ဂကလေးများရေဘုံငွေအဖွဲ့ UNICEF ရဲ့စည်းရုံးတွေအရအာဏာမသိမ်းခင်2020ခုနှစ်မှာမြန်မာနိုင်ငံမှာမတန်ဆွန်းဥယျာဉ်ဟာ3.6တန်းရှိတယ်လို့သိရပါတယ်။ ဒါပေမဲ့အာနာသိမ့်ပြီးနောက်ပိုင်းမှာတော့လက်နက်ကပဋိပက္ခတွေကြောင့်မတန်ဆုံဥယေဟာအရင်ကထက်နှဆနီးပါးဖြစ်လာပြီးလူရဲ6တန်းကျော်ရှိလာပြီးဖြစ်တယ်လို့ကုလသမဂ္ဂအဖွဲ့အစည်းတွေက2020လဒီဇင်ဘာမှာထုတ်ပြန်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်တွေအရမတန်ဆုံဥယေထက်ဝက်လောက်ဟာအမျိုးသမီးတွေဖြစ်တယ်လို့ဆိုပါတယ်။ အရင်ကတည်းကမတန်ဆုံသူတွေကိုကူညီထောက်ပံ့မှုအားနည်းခဲ့တဲ့မြန်မာနိုင်ငံမှာအခုဆက်အနာသိမ်းပြီးနောက်ပိုင်းချိန်ကစပြီးအကူအညီရရှိမှုတွေကတော့လုံးဝမရှိတော့ဘူးလို့မတန်ဆုံသူတွေနဲ့မတန်ဆုံအရေးကူညီဆောင်ရွက်နေသူတွေကပြောပါတယ်ဒါအပြင်စစ်တပ်အာဏာသိမ်းမှုကြောင့်ပဋိပက္ခပြင်းထန်လာတာနဲ့အမျှအလို့အကိုင်းအခွင့်ရဲတွေဟာလည်းယော့နေလာပြီးမတန်ဆုံသူတွေဟာအလို့အကိုင်းရရှိဖို့အခက်အခဲများစွာနဲ့ရင်ဆိုင်နေကြရပါတယ်။ ကိုကျော်ကတော့မတန်ဆွန်တယောက်ဖြစ်ပြီးအရင်ကသူ့စားဒီဖြစ်တဲ့စကိုင်းတိုင်းမှာမတန်ဆွန်တွေကိုအကူအညီပေးတဲ့အရက်ဖက်လူမှုအဖွဲ့အစည်းတစ်ခုမှအလုပ်လုပ်ကိုင်းပါတယ်။သူ့အနေနဲ့ဘဝတူချင်းကူညီပေးနိုင်ခဲ့တဲ့အပြင်ဝင်ဝင်လေးအထိုက်အလျောက်ရရှိခဲ့ပါတယ်။ဒါပေမဲ့အာနာသိမ့်ပြီးနောက်ပိုင်းသူ့စားဒီမှာစစ်တပ်နဲ့တော်လရဲတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်တဲ့အတွက်စေဘေးရှောင်နေကြသလိုနေရာသစ်မှာလည်းအလို့အကအတွက်အဆင်မပြေပါဘူး။ အဲစင်ကြုံမှုကတော့အဲမတန်ဆိုင်အနေနဲ့ကတော့ပုံကြုံရတာပေါ့နော်ဒီကောင်းနေတော့ကတောင်ကကျွန်တော်တို့ဒီမတန်ဆိုင်တွေကဒီအလောက်ကိုင်းခွင်လန်းလည်းမရှိဘူးအခုခက်ပြတ်မှာကြအဲပို့ပို့ပြီးတော့အဲခက်ခဲတယ်ပေါ့နော်ဘာလို့ပါပို့ခက်ခဲလာဆိုမတန်ဆိုင်တွေကမတန်ဆိုင်နဲ့သက်ဆိုင်တဲ့အလောက်တွေမှာတော့မှကိုနဲ့ခင်ရမင်းရတွေကိုပဲခန့်လာတော့ကျွန်တော်ဆိုရင်တစ်ဆောင်လာတာလည်းမတန်ဆိုင်ပေါ့နော်အဲ့မဲ့ကျွန်တော်တို့ဆိုဒီမှာအလောက်မရှိဘဲနဲ့ဒီ အဲတယောက်ပေါ်မှာလည်းမှုတီမိဒီသားတောင်းရတဲ့ပုံစံလေးလည်းရောက်သွားတာမျိုးလေးရှိရပါတော့နော်ဘက်ကပြိပခါကြားရဆောင်းလာတဲ့ပုံစံတွေမှာတော့အဲပို့ပြီးတော့ခက်ခဲတာပေါ့နော်ခုကလာတငယ်ချင်းပေါင်းတဲ့အကူအညီတွေနဲ့ပဲရပ်တရတဲ့တခါတလေမှဆိုရင်ဒီအဲသာဝေနေရေးအတွက်အဆင်မပြေတာတွေအဲကြုံတွေ့ရတယ်ပေါ့နော် အခုလိုမျိုးစာဝန်းနေရဖြင်းရှင်းဖို့အခက်အခဲတွေကြုံတွေ့နေရတဲ့အပြင်တဖက်မှာလည်းစစ်တပ်ကစေဝါတွေပိတ်ဆို့ဖျက်တောက်ထားတာကြောင့်ပဋိပက္ခဖြစ်ပေါ်တဲ့နေရာတွေမှာ မတန်ဆွမ်းသူတွေအဖို့စေဝါတွေရရှိနိုင်ဖို့အလံဝင်နေစေပါလို့ဆိုပါတယ်အဲတော့ဘာလို့လဲတော့ခုပြောတဲ့ဒါပုံမှန်လည်းလည်းပြောရဆိုဒါပေမဲ့ဗေဒကမှမရှိပါဘူးမိုးရွာလည်းမိုးကလေးတွေနဲ့တော်တို့ခုနေနေရတာပဲဧဝါတို့ပါတို့ဥွဲကျင်တာပေါ့ဒါပေမဲ့ မမီဝဲနိုင်ဘူးလေကိုယ့်ရဲ့လောအားကားတွေပါရေငွေရည်ကြီးစေဝါဘုံမတက်နိုင်တာရောအစားစားပေါ်ဗျာစေဝါလည်းအခုလက်လမ်းမမီဘူးတဖက်မှာလည်းမတန်ဆွန်သူတွေဟာဂုံတိတ်ခါရှိစော်နဲ့အမိအကိုကင်းမင်းစော်ဘောရက်တီနေထိုင်နိုင်ဖို့အတွက်အသက်မဲဝန်ကြောင်းတင်တဲ့တွေလိုအပ်နေသလိုအလို့အကအခွင့်လဲတွေရရှိနိုင်ဖို့မျှော်လင့်နေကြပါတယ်။တူရတရက်ကိုတောင်းဆိုရမယ်ဆိုရင်တော့ ဒါကနေအတွက်ဒီကျမကြီးအခါမဲ့စောက်စောက်ခင်းလို့ဒီနောက်ပြီးတော့အလုတ်အကင်သူဂုံတိတ်ခါရှိရပေါ့အလုတ်အကင်သူသူညီတဲ့အလုတ်အကင်ဟိုပေါ့နော်ဒီတင့်တင့်လျော်တဲ့အလုတ်ကင်ကြီးဖန်ပြီးပေးတာမျိုးကြီးအရက်ဖက်အဖွဲ့ကြီးတွေရောအစိုးရတွေရောနှစ်ခုပေါင်းဆိုရင်တော့အဲမတန်ဆန်းနေတဲ့အတွက်ဒီတမူရန်ကျောင်းတင်တန်းနေပြီးပြီးတော့နောက်ကနေစာဖို့ဒီတခါတဲ့တမူရန်ကျောင်းပြီးတဲ့ပြီးပြီးတဲ့နောက်မှာ ဒီရင်းနှီးမြှုပ်နှံမှုအတွက်အတွက်ထုတ်ပြီးတာမျိုးတွေဒါမျိုးတွေလုပ်ပေးနိုင်ရင်တော့တန်ဆန်းနေတဲ့ post ရေးမယ်လို့ထင်ပါတယ်စစ်တပ်ကအာဏာသိမ်းလိုက်တာ၅နှစ်နေပါ ရှိနေပါပြီအာဏာသိမ်းပြီးကတည်းကစစ်တပ်နဲ့တော်လှရေးတပ်တွေကြားတိုက်ပွဲတွေဟာနိုင်ငံအနှံ့မှာဖြစ်ပေါ်နေစေပါအဲ့ဒီတိုက်ပွဲတွေဘယ်တော့မှပြီးမလဲဆိုတာကိုတော့ဘယ်သူမှသေချာမသိသေးပါဘူး ဒါပေမဲ့တေချာတာကတော့မတန်ဆွမ်းသူတွေဟာစီရဲပฏิပခါတွေကြမှာအကျန်းဖက်ခံရမှုတွေအခြေခံလူခွင့်ရချိုးဖောက်ခံနေရမှုတွေကိုရင်ဆိုင်နေကြရတယ်ဆိုတာပါပဲ။ကျမကေခိုင်ပါ။